ကိုကြီးနော် engineering mind သုံးချင်လို့ဘာ laptop ဝယ်ရမလဲ 3D rendering လုပ်မယ်ဆိုရင်ရောဘာ laptop ကောင်းမလဲဒါမှမဟုတ်ကျွန်တော်ကနောက်ဆုံးပေါ်ထွက်တဲ့နောက်ဆုံးထွက် game တွေကို share တင်းချင်တာနော် 3D engineering work တွေဘာတွေလဲလုပ်ချင်သေးတယ်အကောင်းဆုံးတွေကဆိုတော့ပဲလိုချင်တာငွေကြေးခြေစလုံးမွေးပဲကိုကြီးပဲဟာလေးဝယ်ရမလဲဆိုရင်တော့ရွေးချယ်စရာတစ်ခုကိုကျွန်တော်ဒီနေ့ပြပေးမယ်အာကျွန်တော်တို့ကသာပေါ့နော်ဒီလိုမျိုးမိခိုးနေလာမင်းညာအများကြီးရှိတာကိုတစ်ခုချင်းစီသာ reply မပြန်နိုင်တာပေါ့နော်ရေးသမျှ comment နိုင်ကိုတော့ဖတ်ဖြစ်ပါတယ်ဆိုလိုချင်တာကခင်ဗျားရဲ့ comment လေးလို့တော့ခင်ဗျားကိုပြစ်မထားဘူးပြီးတော့တည့်ရတိုင်းပဲကျွန်တော်တို့ရဲ့ TPH loss မှာ gaming laptop တွေကိုတည်တည်ရှိရှိ review မလုပ်ဖြစ်တာကြာပြီပေါ့နော်အခုလာပိုင်းအတွင်းလုပ်ဖြစ်တာတွေက Thin and Light Ultra Book တွေပဲများနေတာဆိုတော့ဘယ်ဆောင်ကျန်းနေတဲ့ gaming laptop တွေကိုခင်ဗျားတို့ရောင်းနေလောက်ပြီလို့ထင်တယ်ဆိုတော့ဝမ်းသာစရာပဲ အဲ့လိုလူတွေအတွက်ကွတီဖြစ်စေမဲ့ laptop တစ်လုံးကျွန်တော်တို့စီကိုရောက်ထားတယ်ဒီကောင်ရဲ့နာမည်က MSI ရဲ့ Vector 16HX AIA2XW တဲ့နာမည်ကတော့တော်တော်ရှိတယ်လက်ရှိဈေးကွက်ထဲမှာတော့ဒီကောင်ကအကျဉ်းဆုံး gaming laptop တွေတခုလို့ပြောလို့ရတော့တယ်ဒီထိုင်းမိလားတော့မသိဘူးကျွန်တော်ကြီးဆိုပြီးတော့ထည့်ပြောတာကလေဒီမှာမြင်တဲ့အတိုင်းပဲတကယ်အကြီးပဲ ချို့ကလည်းပြောမှာပေါ့အာခမရကလည်း16လက်မထက်ကြီးတဲ့ gaming laptop တွေလည်းရှိတာပဲဘာညာပေါ့ကိုရီလည်း16လက်မ gaming laptop ဆိုရဲဟာအကြီးဆုံးနဲ့မပါတာကိုသိတယ်ဒါပေမဲ့ဒီရပိုင်းမှာ laptop သေးသေးလေးတွေဘယ် showcase လုပ်နေတဲ့အခါကျတော့သူတို့နဲ့ရှင်ပိုကြီးနေတာပဲဗျာသိရမလားကဲဆိုတော့ဟိုနေတန်းလေးခြည်တန်းလေးနဲ့ကြာတော့ပြီပေါ့နော်စလိုက်ရအောင် okay tv ရှင်းစနေကြိုးဆိုပါတယ်ထုံးစံနိုင်မဲ့ကျွန်တော်တို့ဒီဇိုင်းကနေစမယ်ဒီကောင်ရဲ့ဒီဇိုင်းမဲ့မှာကျွန်တော်တို့အရင်တုန်းက cover လုပ်ခဲ့ဘူးတဲ့ MSI ရဲ့ Vector GP 78 HX နဲ့ရှင်လိုက်မယ်ဆိုရင် အပြောင်းလဲတိတ်မရှိဘူးလို့ပြောလို့ရတယ်။ post နေရာလောက်တွေပဲပြောင်းသွားတာ။ကျန်တဲ့အပိုင်းနေမှာဆိုလို့ရှိရင်အတူတူပဲလို့ပြောလို့ရတယ်။ဟိုကောင်က16လက်မမို့လို့အခုဒီ laptop ကကြတော့16လက်မနဲ့ဆိုတော့ရှင်းမယ်ဆိုလို့ရှိရင်ပိုကြီးမယ်။ပြီးတော့ 300g လောက်တကောင်ပိုလေးမယ်။ total weight အနေနဲ့ဆိုလို့ရှိရင်ဒီကောင် laptop ကြီးပဲကို2.7 kg လောက်လေးတယ်။ခြာခြာနဲ့ပါပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော့3.5 kg လောက်ဖြစ်သွားမယ်။ဆိုတော့ဒီကောင်က portable ဖြစ်တဲ့ laptop ရယ်လို့တော့မဟုတ်ဘူး။ ဒီ laptop ရဲ့ body ဘိုင်းရာဒီကောင် plastic နဲ့ပဲတော်တော်များတယ်ဗောနော်ဒါပေမဲ့ build quality အနေထားနဲ့မှာတော့တော်တော်လေးခိုင်တယ်တော်တော်လေးမာတယ်လို့ပြောလို့ရတယ်တချို့ laptop တွေမှာဆိုလို့ရှိရင်ဗျာကြီးတာကြီးတာအနှစ်မရှိတဲ့ကောင်ကြီးဆိုပြီးတော့ခံစားရတာမျိုးရှိတယ်ဒီ laptop ကတော့ကြီးလည်းကြီးတယ်အာအနှစ်လည်းရှိတယ်ဗောနော်အဲ့လိုခံစားချက်မျိုးရတယ်နှင့်နေတာပဲတကယ်ကိုပြဒီကောင်ကြီးကိုကြီးလိုက်တာနဲ့ဘယ်လိုပြောရမလဲဟို aura တွေကိုရှင်ကိုဝါတွေတောက်ပနေတဲ့ကောင်ကြီးလိုပဲဟာဒီပဲ sigma ဝါလားဟာဆိုပြီးတော့မြင်တာနဲ့တွေးရမိလောက်တဲ့ အနေထားလောက်ထိကိုစွမ်းဆောင်ရင်မြင်းနဲ့ laptop တစ်လုံးဆိုတာကိုခင်ဗျားတို့သိနိုင်တယ် specification ကိုဖတ်မယ်ဆိုရင်ပေါ့တကယ်လည်းခင်ဗျားတို့ဘာလို့လှုပ်ချင်လှုပ်ချင်ကိစ္စတော်တော်များများမှာဒီကောင်က AA စစ်စစ် handle လုပ်ပေးနိုင်တယ်ဒါကိုနောက် performance အပိုင်းမှာဆက်ပြောပြမယ်ပေါ့နော်တော်တော်ဆရာက design မိုင်းမဲ့ဆက်ပြောမယ် laptop ရဲ့ lid ကိုတော့ဒီကောင်က metal သုံးထားတယ်အဲ့ဒါတော့မိုက်တယ်ပေါ့နော် solid ဖြစ်တယ်ဆိုရခန်းစားချက်ပိုရသွားစီတာပေါ့ပြီးတော့ဒီ lid ရဲ့အပေါ်မှာ MSI logo ကိုထည့်ပေးထားတယ်အရင်ကြီး bling bling နေမဟုတ်ဘဲနဲ့ငြိမ်ငြိမ်လေးနဲ့ settle ဖြစ်တဲ့ပုံစံလေးနဲ့ပဲ ဘောကြတဲ့ကောင်လေးရှိတယ်တဘောမကြတဲ့ကောင်လေးရှိတယ်သိရမလားဒါပေမဲ့အသက်ပဲကြီးတယ်လို့လားတော့မသိဘူးခုနောက်ပိုင်းကတော့အဲ့လိုကလေးကလန်းဆန်တာဆိုတာမျိုးထက် settle ဖြစ်ဖြစ်လေးကိုပူသဘောကြလာတယ်ဗောနော် settle ဖြစ်ပေမဲ့လို့ဒီကောင်ရဲ့ event နေအနာသက်ဒီ essence တွေလောက်ထားတဲ့နေရာမျိုးတွေမှာ gaming laptop looks ကတော့ရှိသေးတယ် build quality ဘိုင်းမှာအပြစ်ပြောရမယ်ဆိုရင်တော့ဖြင့်သူက trackpad နဲ့ keyboard နဲ့ဂျာနီယာလောက်ကိုဖိကြည့်လိုက်လို့ရှိရင်နည်းနည်းလေး flex လေးတွေဖြစ်နေတာလောက်လေးရှိတယ်အရင်ကြီးဆိုးဆိုးရွားရွားတော့လေတော့မပါဘူးပေါ့နော်အာဒါကလည်း Chelsea ကြီးတဲ့ gaming laptop တွေမှာ ဖြစ်နေကြတယ်ပြီးတော့ဒီကောင်းရဲ့ hinge ကတော်တော်ကြီးကိုမြဲတယ် laptop ကိုမှပြီးတော့ခါကြည့်တာမျိုးလက်နဲ့လှုပ်ကြည့်တာမျိုးလုပ်ရင်တော့မှအေးဆေးဆေးငြိမ်ငြိမ်လေးပဲနေတယ်ဒီချက်ကတော်တော်လေးကောင်းတယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ဇပွဲပေါ်မှာတင်ထားလိုက်တဲ့အခါမှာကိုယ်ဇပွဲကလည်း solid မဖြစ်ဘူး laptop hinge ကလည်းငြိမ်မနေဘူးဆိုရင်စာလေးရိုက်ယုံလောက်နည်းနေဘူးပဲအာလေကလှုပ်စီ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 နဲ့ဟိုလှုပ်ဒီလှုပ်ဖြစ်နေတာမျိုးတွေကြုံမှုတယ်ပေါ့တော်တော်လေးအာရုံနောက်စရာကောင်းတယ် body ကြီးကပဲတအားစီးလို့လားတော့မသိဘူး base ပိုင်းမှာ weight စီးနေတဲ့အခါကျတော့ လစ်ကိုလက်တစ်ဖက်ထဲနဲ့လည်းဖြွင့်လို့ရတယ်ဖြွင့်တဲ့ခါကျရင်လည်းကြက်နေတာမျိုးလည်းမဟုတ်ဘူး smooth လည်းဖြစ်တယ်ခိုင်လင်းခိုင်တယ်ဆိုတော့ hinge ကိုသဘောကျတယ်โอเคဆိုတော့အဲ့ hinge ကိုဖြွင့်လိုက်ပြီဆိုရင်တော့ဖြင့်ဒီကောင်းရဲ့ full size keyboard ကြီးကိုကျွန်တော်တန်းတွေးရမယ် solo ra number လည်းပါတယ်ပေါ့နော်ပြီးတော့ key spacing တွေကလည်းမဆိုးဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ number နေရာကတော့ထုံးစံတိုင်းပဲသူကနေရာအပြည့်မဟုတ်ဘဲနဲ့၄ပုံ၃ပုံလောက်ပဲရတဲ့ full size မဟုတ်တဲ့ number လေးရမယ်ပေါ့နော်ကျန်တာကတော့ကျွန်တော်တို့ gaming laptop တွေမှာတွေ့နေကြ gamer ဆန်းဆန်း keyboard design ပဲ WASD တို့နော် power button တို့အဲ့ကောင်တွေကို transparent ပုံစံလုပ်ပေးထားတယ်။ပြီးတော့ power close ဆိုလို့ရှိရင် number ထဲမှာတည်တည်လေးညှက်ထည့်ထားတာမဟုတ်လို့ number ထဲက key တစ်ခုအနေနဲ့ရောနိုင်ခြင်းရှိတယ်။အဲအဲ့ဒီနေရာမှာဒီလိုမျိုး transparent တွေလုပ်ပေးထားလိုက်တာရောနိုင်ခြင်းနည်းသွားတယ်ပို့ပြီးတော့ distinct ဖြစ်သွားတယ်။ပြီးတော့ဒီ keyboard ရဲ့ arrow key တွေကိုခင်ဗျားတို့ကြည့်ကြည့်ဗာနဲ့တူတယ်လို့ထင်တယ်။ကျွန်တော်ဒီကြီးတွေကိုမြင်တဲ့အခါကျတော့လေဟိုအလီဘာဘာမှာရှိတဲ့ဒီ desk arcade set ကြီးတွေကိုတွားတွားပြီးတော့ပြေးမြင်တယ် တော်ရုပ်ဆိုးလာတယ်သိလားဘသူကအဲရိုဂီးတွေကိုဒီလိုဒီဇိုင်းမျိုးလုပ်ဖို့စိတ်ကူးရသွားလဲတော့မသိဘူးအရင်က series တွေကတည်းကအာဒီဒီဇိုင်းကိုတုံးလာတာအခုတွေလည်းတုံးနေတော့မယ်ကီးတွေကတော့နှိပ်လို့ကတော့ကောင်းပါတယ်ကျုပ်သာဆိုးတာပေါ့နော်အာကျွန်တော်ကတော့ဒီ keyboard နဲ့ဆိုင်ရဲ့ကြီးတလောက်ကတော့ travel ဒီအဆင်ပြေတယ်1.7 mm key travel ရတယ်ဆိုင်ရဲ့အခါမှာတော်လီမိုက်တယ် personally ဒီကောင်မှာဆိုင်ရဲ့ရတဲ့ experience ကိုအာ macbook air တို့ဘာလို့အဲ့ဒါမျိုးထပ်ပိုကြိုက်တာပေါ့သိမလားဒီကောင်ကပို့ပြီးတော့ ပြပြနှစ်နှစ်ရှိတယ်ပို့ပြီးတော့လဲဟို key travel တွေပဲပို့ကောင်းတာပေါ့နော်ဒါပေမဲ့လဲဒီလိုမျိုး laptop တွေမှာအချိန်တော်များများမှာအိဆန်နဲ့ keyboard တွေတက်သုံးညမှာပဲပေါ့နော်အိဆန်နဲ့ keyboard တက်မသုံးညဘူးဆိုရင်တော့မှဒီကောင်ရဲ့ keyboard က game ဆောင်ရင်ကောင်းကောင်းမွန်မွန်ဆောက်လို့ရတယ်ရှင်းရှင်းပြောရရင်အာကျွန်တော်ကဒီ laptop က keyboard တွေကိုတိတ်အများကြီးမသုံးပြဘူးအထူးသဖြင့် game ဆောက်ရဆိုလို့ရှိရင် laptop keyboard နဲ့ကအားမရသလိုခံစားရတယ်ပေါ့နော်ဖခင်များတို့ကဒီ Acer နဲ့ keyboard နဲ့တုံးရတာပိုကြိုက်လား laptop original keyboard တွေနဲ့အတုံးများလားအဲ့ဒါတော့ မပြောတတ်ဘူးအဲ့ဒါလေးတစ်ချက်ဖြည့်ကြည့်ပြီပေါ့ဒီလိုဒီလို laptop အကြီးကြီးတွေမှာဆိုရင်ပြောပါတယ်အဲ့ဒီမှာတစ်ခုရှိတာက keyboard ရဲ့ backlight ကပါ key RGB မဟုတ်ဘူး24စုံ lighting ဆိုတော့တလုံးချင်းစီတော့အယောင်ပြောင်းလို့မရဘူးဒါပေမဲ့ပြောင်းစီရာဇုံ24ခုပါတယ်ပေါ့သူကနေသူကတော့မဆိုးပါဘူးပေါ့နော်ပါ key ရရင်တော့ပို့ထားကြတာပေါ့ဆိုအယောင်ပြောင်းနေတယ်ဆိုလို့ရှိရင် MSI Center တွေဝင် feature ဆိုတဲ့အထက်က mystic light ဆိုတဲ့အထက်မှာဝင်ပြောင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်ကတော့ MSI Center ကိုသုံးရတာတိတ်သဘောမကျဘူး တေချာ optimize မလုပ်ထားလို့လာတော့မပြောတော့ဘူးအာတစ်ခါတစ်ခါဖွင့်လို့ရှိရင်နှစ်ခါသုံးခါလောက်နှိမ်မှပွင့်တယ်ဟင်ဆိုတော့နည်းနည်း software ဘိုင်းဆိုင်ရာ bug လေးတွေရှိတယ်ပေါ့နော်ဆိုတော့ဟုတ်ပြီ track back ကတော့ဘယ်လိုနေမလဲပြောမယ်ဆိုလို့ရှိရင်တော့ track back ကကြီးတယ်ဆိုတဲ့အထက်မှာပါတယ် glass surface နဲ့မဟုတ်ဘူးနဲ့ဒီက plastic နဲ့လုပ်ထားတာဒါပေမဲ့လို့ texture quality လေးမဆိုးဘူးပေါ့နော် glass surface ကိုပို့ရတယ်လို့မျိုး feeling မျိုးလေးရတယ်ပေါ့ smooth ဖြစ်တယ်ပေါ့နော်ရှားကြံပြီးတော့အပြစ်ပြောချင်မယ်ဆိုလို့ရှိရင်တော့ physical track back ဖြစ်နေတာလေးဖြစ်တယ်ပေါ့နော်အာ haptic တော့မဟုတ်ဘူးပေါ့ ဒါလည်းပြောလို့ပြောတာတော့မဟုတ် gaming laptop မှာသူကမှတော့ haptic trackpad မသုံးသေးဘူးထင်တယ် editor မှန်လားမှားလားဒီမှာပြောပြပါပါနော်အဲ့ဒါလည်း keyboard အတိုင်းပဲပေါ့နော်ဘယ်သူကမှတော့ဒီ trackpad ကြီးတိတ်ပြီးတော့မြန်မာဆဆသုံးပြလိုက်မယ်လို့မထင်ဘူး acer နဲ့ mouse ကတော့တက်ကြမှာပဲအော်နော် acer နဲ့ mouse ဆိုမှဒီကောင်မှာ msi ရဲ့ m99 pro ဆိုတဲ့ mouse လုံးလည်းဘူးထဲမှာပါတယ် wireless ဆိုမှမဟုတ်ဘူးပေါ့နော်ဒီကောင်ကျိုးနေပဲ quality လည်းတော့ကောင်းတယ်ဆိုတော့တက်တက်ထပ်ဝယ်စရာတော့ မလို့တော့ဘူးပေါ့မဝယ်ခြင်းဘူးဆိုလို့ရှိရင်โอเคဆိုတော့ display ဆိုလို့ရှိရင်ဒီကောက်မှာရွေးချယ်စရာ၃မျိုးရှိတယ် full hd plus ရယ် quality plus ရယ်အာ uhd plus ရယ် resolution တွေမဟုတ်ဘူးဒီလိုနဲ့ဒီလိုမှပါတဲ့ refresh rate လေးတွေကလည်းကွာတယ်ကျွန်တော်တို့ရထားတဲ့ကောက်မှာ display size 16လက်မဟိုမှာ qhd plus version ဆိုတော့ပြောမယ်ဆိုလို့ရှိရင်တော့ 2.5k ပေါ့ဗျာ panel type ကတော့ IPS panel ပဲဒီကောက်ထက်မြင့်တဲ့ UHD+ version မှာဆိုလို့ရှိရင်တော့ဒီကောက် mini LED ကိုသုံးမိထားတယ်လို့ပြောတယ် ပြောလို့သာပြောပါတယ်เนาะ IPS ဆိုပေမဲ့လည်းဒီကောင်100% DCI-P3 ရတယ်ဆိုတော့ full range color coverage ကိုရတယ်ဒီတစ်ချက်ကတော့ impressive ဖြစ်စရာကောင်းပါတယ် Delta E value အနေနဲ့ကတော့2.9နဲ့3.8ကြားထဲမှာရှိတယ် Delta E value က less than 2ဆိုလို့ရှိရင်တော်တော်ကောင်းတယ်လူမျက်စိနဲ့ခွဲပြီးတော့မမြင်နိုင်ဘူးလို့ပြောလို့ရတယ်ပေါ့เนาะဒီကောင်ရဲ့ value ကတိတ်မကောင်းလို့ထင်ရကောင်းထင်ရနိုင်ပေမဲ့တခုရှိတာဒီကောင်ရဲ့ display က calibrate မလုပ်ရသေးဘူးပေါ့เนาะ ဆိုခင်ဗျားဒါ calibration ကောင်းကောင်းလုပ်တတ်မယ်ဆိုလို့ရှိရင် delta e value less than 1လောက်အထိလုပ်လို့ရတယ်လို့တော့ professional graphic designer တွေ video creator တွေသူတို့တွေကပြောတယ်ပေါ့နော်အဲဒါကိုအဲ့လောက် view site တဲ့သူဆိုလို့ရှိရင်တော့ဒီ two scene ပြန် calibrate လုပ်ပေါ့ resolution လေးလည်းမဆိုးဘူးဆိုတဲ့အခါကျတော့ sharp လည်းဖြစ်တယ်ပေါ့ mini led တို့ oled တွေလောက်တော့ color တွေ contrast တွေကတော့ကောင်းမှာမဟုတ်ဘူးဒါပေမဲ့သူ့ဟာနဲ့သူလေးကတော့ကောင်းရှာပါတယ်ပေါ့နော် refresh rate ဆိုလို့ရှိရင်လည်းဒီကောင်က 240Hz အထိရမယ်ဆိုတော့ competitive shooter game သမားတွေကြိုက်ပဲပေါ့နော် refresh rate က60ရယ်240ရယ်အဲ့နှမျိုးပဲပြောင်းလို့ရတယ်ကိစ္စတော့လည်းတိတ်မရှိဘူးအခင်ဗျားတို့လည်းကျွန်တော်တို့လိုမျိုး device ရဲ့ potential ကိုအပြည့်အဝသုံးမဲ့သူမျိုးတွေဆိုလို့ရှိရင်ဂျားရဲက 144hz option မှာပါလာတယ်ဗျာတွေကိုလည်းကြီးများနေမှာလို့မဟုတ်ဘူးထင်တယ် okay ဆိုတော့ port selection တွေပေါ့နော်စုံရလားလို့မေးလိုက်ရင်စုံတယ်ဒါတွေဒီကောင် gaming တွေရော creator တွေအတွက်ရောရည်ရွယ်ထားတာဆိုတော့လိုအပ်မဲ့ထင်သမျှအပေါက်အကုန်ပါတယ်။ဘယ်ဘက်ချမ်းမှာ Thunderbolt 5နှစ်ပေါက်ပါမယ် creator တွေအတွက်အဆင်ပြေစေမဲ့ full size SD carrier လည်းပါတယ်။ ညာဘက်ဆဲမှာကျတော့ type A 3.2 Gen 2နှစ်ပေါက်ပါမယ်3.5 mm jack combine port ပေါ့နော် အကောင်လေးပါမယ်အနောက်ဘက်မှာကျတော့ ethernet port ရယ် 8K 60ဒါမှမဟုတ် 4K 120အထိ output ရတဲ့ HDMI 2.1လည်းပါမယ် Kensington clock လည်းပါတယ်ညာဒီကောက်မှာ Wi-Fi 7တွေပါတယ်လည်း support လုပ်တယ် Bluetooth 5.4လည်းရတယ်ဆိုတော့ဒီကောက်ထက်စုံနဲ့ connectivity option မရှိတော့ဘူးအကောင်ဆုံးပဲဆိုတော့ဒီကောက်ရဲ့ speaker က2 watt bottom firing ကိုမှဘယ်တလုံးညာတလုံး နှလုံးပါတယ်အသံ quality နဲ့လက်ခံပေးလို့ရတဲ့အနေအထားမှာရှိတယ်အမရှင်သင့်တာရှင်တယ်လို့ပြောရင်တော့ခံရမှာပဲပေါ့နော်ဒီကောင်းရဲ့ speaker ကို MacBook Air M1 နဲ့နားထောင်ကြည့်တဲ့အခါမှာ vector ရဲ့အသံထွက်ကနည်းနည်းလေး hollow ဖြစ်တယ်နည်းနည်းဘယ်လိုခေါ်လဲအဲ့တိတ်ဆိုးလို့မဖြစ်ဘူးလို့ခံစားရတယ်ပေါ့နော် Chelsea ကြီးကကြီးနေပြီးတော့ speaker quality ကအရင်ကြီးမကောင်းလို့လာတော့မပြောတတ်ဘူးအဖေးစတန်လေးတွေပါနေနေမှာတော့ gaming laptop တွေထဲမှာဆိုရင်တော့မဆိုးဘူးအသံထွက်အနေထားကိုတော့အခုကျွန်တော်တို့စမ်းပြထားတယ်ချက်တော့စမ်းနှောင်းကြည့်လိုက်

ာဗီဒီယိုကိုပြောစီတာဆော်ရလဲမရှိသလိုအလုပ်လည်းရှိကြမယ်လို့မထင်ပါဘူးစတရီမင်းလုပ်မယ်ဆိုလို့ရှိရင်လည်းဘယ်သူမှမတော့ building camera နဲ့ stream လုပ်လीเนาะအာဒါပေမဲ့တခုကောင်းတာလေးကတော့เนาะ AR Blaster ပါတဲ့ခါကျတော့ Windows Hello နဲ့ unlock လုပ်လို့ရမယ်ပြီးတော့ camera shutter လေးလက်ထည့်ပေးထားတယ်ပေါ့နော် physical camera shutter လေးအားလေးကတော့မိုက် Okay ဆိုတော့ဒီအပိုင်းနေမှာအကုန်လုံး okay တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အားလုံးစိတ်ဝင်စားမဲ့ performance ဘိုင်းကဘယ်လိုရှိမလဲ တခွန်းနဲ့ပြောရရင်ဒီကောင်ကကာယရောညာနရောနဲ့ပြည့်စုံတဲ့ကောင်ကြီးလို့ပြောရမယ်ကျွန်တော်ရထားတဲ့ unit က DDR5 9600 MB transfer per second 16 GB နဲ့လာတယ်အဲ့ကနှစ်ချောင်းစိုက်တာလားနည်းနည်းတော့စားတယ်16 GB တစ်ချောင်းနဲ့ဆိုလို့ရှိရင်တော့ကိုရီ RAM တိုးခြင်းနဲ့အခါပါညာမှာအလုတ်ရမ်းမလျှောက်တော့ဘူးပေါ့နော်အာဒီကောင်မှာတော့လဲခြင်းနဲ့တိုးခြင်းနဲ့ဆိုလို့ရှိရင်တော့နှစ်ခုလုံးဖြုတ်ရမှာပေါ့ဒီကောင်က DDR5 6400 MHz ဒီ support လုပ်ပေးနိုင်တယ် maximum ဆိုလို့ရှိရင်ဒီကောက 96GB အထိရတယ်ဆိုတော့ 48GB ဒင်းနှစ်ခုစိုက်လို့ရတယ်ပေါ့ storage အနေနဲ့က 1TB M.2 Gen 4 SSD နဲ့လာတယ်ဒီကောက်မှာ 512GB နဲ့ 2TB option ရွေးလို့ရတယ် storage မလောက်ဘူးဆိုလို့ရှိရင်လည်းထည့်စိုက်လို့ရအောင်လို့ Gen 5 slot တစ်ခုလည်းအပူပါတယ်စံကြီးအရသာဆိုလို့ရှိရင်ဒီကောက်ရဲ့ Gen 4 SSD ရဲ့ read speed write speed တွေကအခုပြထားသလောက်ရှိတယ် โอเค CPU ဘိုင်းမှာဒီကောင် Core Ultra 9 275HX ဒီကောင်ထက်မှာအာပိုကောင်းတဲ့တခြား Intel CPU မရှိတော့ဘူးပေါ့နော် Core Ultra 9 285HX ပဲရှိတော့မယ်လုံးဝ top tier CPU တွေကတခု Radeon က24 core နဲ့လာတာ performance core 6ခု efficiency core 16ခုပေါ့နော်အာ 55W DDP ရှိမယ်အာ core အလုပ်ခိုင်းရင်ခိုင်းသလောက် 65W လောက်အထိ smart power draw လုပ်ပေးနိုင်တယ်ဒီကောင်ကို Core i9 4900HX ကို combination လိုက်ရင် 24 core gen 22ဆိုပေမဲ့ဒီကောင်ကဘာကွာသွားလဲဆိုတော့ core ultra 9က multi threading မလုပ်ထားဘူး multi threading မလုပ်ထားပေမဲ့ core ultra 9က28ရာခိုင်နှုန်းလောက်ပိုမြန်တယ် double clock speed မှာ i9 4900hs က5.8 gigahertz ရှိတယ်။ core ultra 9က5.4 gigahertz ပဲရှိတယ်။ base clock အနေနဲ့ဆိုလို့ရှိရင်2.7 gigahertz ရတယ်။ so ဒီ core ultra 9ကို amd ရဲ့ ryzen 9 9955hx 3d နဲ့ရှင်ကြည့်လိုက်မယ်ဆိုရင် Ryzen 9 9955HX3 ဒီရပိုကောင်းတဲ့အပိုင်းရှိသလိုအာဒီကောင်ပိုကောင်းတဲ့အပိုင်းနေလည်းရှိတယ်။ကွန်ချက်ချက်ကတော့ဘယ်လိုပြောမလဲအကုန်ကွာတယ်ပေါ့နော်။ Architecture ဘာမှမဆိုင်ဘူးပေါ့နော်။ AMD ဘက်မှာတာမှာဆိုလို့ရှိရင် 3D VGA ရှိပါတယ်ရမယ်ဗျာ။နော်။ဆိုတော့ gaming performance မှာ AMD ဘက်ကနည်းနည်းလေး PC လေးပိုကောင်းတယ်။ဒါပေမဲ့တခုတည်းကမှာဒီကောင် H series ကဆိုပေမဲ့လို့ Lunar Lake Architecture နဲ့မဟုတ်ဘူး။ Arrow Lake architecture နဲ့လာတာ။ဆိုတော့ကျွန်တော်တို့အရင်က review လုပ်ခဲ့ဘူးတဲ့ Lunar Lake architecture နဲ့ Core Ultra 7 226V လို့ပါတော့နေမတူဘူး8 series ဖြစ်တဲ့အတွက် CPU multi core performance မှာတကောအများကြီးပိုကောင်းတယ်ဒါပေမဲ့ဒီကောင်မှာပါတဲ့ integrated GPU ကကြတော့နောက်ထွက်တဲ့ Luna Lake chip တွေမှာပါတဲ့ GPU တွေလောက်တော့မကောင်းဘူးဘယ်သူမှလည်းတော့ game စိုက်ပါဘူးเนาะ dedicated graphics card တစ်ခုနဲ့တွဲသုံးမှုအတွက်ရည်ရွယ်ပြီးထုတ်ထားတာဆိုတော့မကောင်းလဲမှမဖြစ်ဘူးပြောမယ်ဆိုလို့ရှိရင်တော့ display output ရယုံလောက်ထည့်ပေးထားတာပေါ့ဗျာเนาะပြီးတော့ဒီကောင်မှာပါတဲ့ dedicated GPU ကလည်းအချိန်မှမဟုတ်တာ RTX 5080လीเนาะဆိုတော့ခင်ဗျားတို့သိရရွာမဲ့ GPU ပေါ့ဟဲ့ โอเคสําหรับ5080 mobile GPU จองပြောရအောင်ဒီကောက်မှာ16 GB DDR7 VRAM နဲ့လာတယ်တခြားသော variant တွေအနေနဲ့5090နဲ့5070ဆိုပြီးတော့ရွေးချယ်စရာတွေရှိသေးတယ်ဒီ vector ထဲမှာပဲပေါ့เนาะ Dynamic Boost 2.0နဲ့ဆိုလို့ရှိရင်ဒီကောက်က TDP က175 watt အထိရတယ်ပြီးတော့ဒီကောက်ကို5080 16 GB ချင်းချင်းတူတူသုံးထားတဲ့ Zephyrus G16 နဲ့ရှင်ကြည့်လိုက်မယ်ဆိုရင် battery life နဲ့ portability ဘိုင်းမှာ Zephyrus G16 ကသာတယ်။ performance ဘိုင်းမှာကျတော့ vector 16ရဲ့ TGB 175 watt အထိရတဲ့ 5080R G16 ရဲ့ 120TGB တက်ကိုတော်တော်လေး out perform လုပ်နိုင်တာကိုတွေ့ရလိမ့်မယ်။အဲကြောင့်မို့လို့ laptop တွေဝယ်တော့မယ်လို့ရွေးတဲ့အခါမျိုးမှာ GPU model လေးကိုပဲကြည့်လို့မရဘူးပေါ့နော်။အဲ့ဒီ CPU ဒါမှမဟုတ်အဲ့ဒီ GPU ကိုဘယ်လောက် power အထိဒီကောင် run နိုင်လဲအဲ့ဒါကိုပါထည့်ပြီးတော့ကြည့်ဖို့လိုတယ်။ပြီးတော့ MSI ရဲ့ဒီ Overboost Ultra technology ကိုသုံးထားပြီးတော့ CPU GPU နှစ်ခုပေါင်းကို total power output 240 watt အထိရတယ်။ ဒါကြီးကတော့ share ချမ်းတယ်ပေါ့နော်ကျွန်တော်တို့ CPU နဲ့ GPU benchmark တွေနဲ့ကိုတစ်ချက်ကြည့်ကြည့်လိုက်မယ်ဒီကောက်မှာ extreme performance mode balance mode eco silent mode နဲ့ MSI AI engine ဆိုပြီးတော့ power profile ၄ခုပါတယ် profile တစ်ခုချင်းစီကိုကျွန်တော်တို့စမ်းပေးထားတယ် result တွေကိုဟောဒီမှာပြပေးထားတယ် ဒီ mode 3ခုရဲ့ time slice score တွေကိုရှင်ကြည့်လိုက်မယ်ဆိုရင် extreme performance mode နဲ့ balance mode နဲ့ကြားထဲမှာ GPU performance က16ရာခိုင်နှုန်းနဲ့ CPU performance က9ရာခိုင်နှုန်းလောက်ဟာတယ်။ Eco Silent mode နဲ့ performance mode နဲ့ကြားထဲမှာတော့တော်တော်လေးကွာသွားလိမ့်မယ်ပေါ့နော်။ GPU ကွာချက်ချက်က68ရာခိုင်နှုန်းလောက်ရှိတယ်။ CPU မှာဆိုလို့ရှိရင်လည်းအတော်ကို နည်းသွားတယ်။ performance mode နဲ့ eco sign လက်မှုကြားထဲမှာ CPU performance ကကင်းကင်းနဲ့ညပြောရရင်3စကြိုကြိုလောက်ကိုကွာသွားတယ်ပေါ့နော်။ဒါလည်းဖြစ်တင်ပါတယ်။ V series မှာမဟုတ်တာ။ benchmark ကစံတုန်းက performance mode နဲ့ဆိုရင် power draw ကဒီကောင်းရဲ့ maximum power draw 175 watt လောက်နီးပါးကိုစားတယ်။ eco sign လက်မှုမှာဆိုလို့ရှိရင်20 to 40 watt လောက်ပဲစားတာပေါ့။နောက် power profile တစ်ခုဖြစ်တဲ့ MSI AI engine ကတော့စံကြည့်ရတဲ့လောက်က balance mode နဲ့တူလောက်ပဲဆိုတော့အထူးတလဲတော့ကျွန်တော်တို့ပြောမနေတော့ဘူးပေါ့နော်။ဆိုတော့ Geekbench 6နဲ့ Cinebench score တွေကိုလည်းအခုဒီမှာ ပြထားတယ်ဒီကောင်ကိုကျွန်တော်တို့အတန်းကျုပ်ဖြုတ်ပြီးတော့ full speed mode နဲ့စမ်းကြည့်တဲ့အခါမှာ performance ကဖခနဲ့ကိုခုံဆင်းသွားတယ်။ score ရတော့ eco silent mode ထက် CPU ဘိုင်းမှာပိုကောင်းတယ်ဆိုပေမဲ့ GPU ဘိုင်းကတော့မြင်မကောင်းရလောက်အုံကိုကျသွားတာ။ဆိုတော့ unblock မှာ game ဆိုလို့မရတာတော့ခင်ဗျားတို့လည်းသိမှာပါ။ သိရင်လည်းမှတ်ထား gaming laptop ဆိုတာကျိုးမထိုးဘဲနဲ့ game ဆော်လို့မရဘူးเนาะရလည်းခဏပဲရတဲ့ခဏမှလည်း performance မကောင်းအဲ့ဒါဒီ laptop မှမဟုတ်ဘူးဘယ် dedicated GPU ပါတဲ့တခြားဘယ် laptop မှမဆိုအဲ့တိုင်းပဲဒါပေမဲ့မဆိုရင်မှနဲ့အဲ့လိုအခြေအနေရောက်သွားပြီဆိုလို့ရှိရင် MSI center တွေကိုဝင် user scenario တွေမှာ GPU ကို integrated ရေးပေးထားလိုက်အဲ့အဲ့ဒါဆိုလို့ရှိရင်တော့ Dota 2မှာတော့ medium setting လောက်မှဆော်လို့ရမယ်ပေါ့ဗျာ Luna Lake CPU တွေမှာပါတဲ့ Arc graphics လောက်တော့မကောင်းမိမဲ့သူ့ဟာနဲ့သူလေးတော့မဆိုးဘူးပေါ့ပြောမိတာပြောရတာဗာ freak တွေပဲဒီ laptop မှာဒီလိုမျိုးဆော်မှာပါပဲကောင်းမှာတော့ ဒါတော့ဈေးကြီးပေးထားပြီးတော့ဒီလို laptop ကြီးမှာဒီလိုမျိုးကြီးစောင့်ခြင်းမယ်လို့မတင်ပါဘူး။ Okay ဆိုတော့ပြင်စရာကောင်းတဲ့အာ benchmark ကိန်းငွေနဲ့နေပြီးရပြီဆိုတော့စိတ်ဝင်စားစရာကောင်းတဲ့ gaming performance အကြောင်းကိုသွားမယ်။ကျွန်တော်တို့ဒီ laptop ကို game tutorial များများတေချာစမ်းကြောကြည့်ထားတယ်ပေါ့နော်။တည့်ရတိုင်းမှာ RTX 5080ဆိုတာ laptop လုံးထွက်ထားတဲ့ latest and greatest တဲ့ကာ GPU တစ်ခုကို ဆိုတော့လက်ရှိဘာဂိမ်းလာလာ ACC ဆော့နိုင်မယ်ဆိုတော့တော့ကျွန်တော်မပြောလည်းသိမှာပါဗောနော်ဆန်ဆော့ကြီးကတော့ထွက်ထရကြာနေပြီဆိုပေမဲ့အခုထိကောင်းနေစေဖြစ်တဲ့ Red Dead Redemption 2မှာဆိုရင်ရှိရှိသည်မြတ်ဆက်တင်အကုန်လုံးကိုအမြင့်ဆုံးထိဖြန့်ပြီးတော့ဆန်းကြည့်တဲ့အခါမှာ average အနေနဲ့က80ကနေ90လောက်ထိသွားတယ်အန်အောင်စရာကောင်းတာကဒီလောက်ထိ all setting max screen resolution နဲ့အမြင့်ဆုံးနဲ့လောက်တာတော့မှ5080ရဲ့ VRAM စစ်စင်းကြီးကို 8GB လောက်ထိပဲသုံးနေတယ် ပြောမယ်ဆိုရင်တော့ Rockstar ရဲ့ဒီ Rage Engine လားအဲ့ကောင်တော်တော်ကောင်းတာပဲ Power Draw အနေနဲ့ကတော့ဆောင်းနေတော့မှာ160 165ဝက်လောက်ထိအမြင့်ဆုံးရောက်တယ် GPU နဲ့မှာပါနော်ဆိုတော့ဒီလောက်ထိ powerful ဖြစ်တဲ့ GPU တစ်လုံးအနေနဲ့ power စားတာတော့ထုံးစံပဲ Balance Mode ကိုပြောင်းပြီးတော့ဆောင်းမယ်ဆိုရင်တော့ Average 40 50 FPS ဝန်းကျင်လောက်နဲ့ဆောင်းလို့ရမယ်ဆိုတော့ Red Dead Redemption 2ရဲ့ benchmark တွေကိုကျွန်တော်ဒီမှာပြပေးထားတယ် ဒီကောင်းရဲ့ performance နဲ့ game ကနေပြီးတော့ထုတ်ပေးနိုင်တဲ့ graphics quality နဲ့ကဒီ Aria 2ရဲ့ open world အလှတရားကြီးကိုခင်ဗျားတို့အပြည့်အဝမြင်ရလိမ့်မယ် ray tracing ကလည်း max လောက်ထားတာဆိုတော့ဘယ်လောက်ထိမှိုက်လဲဆိုတာကိုခင်ဗျားတို့ဟောဒီမှာပဲ show ကြည့်လိုက် ီးတော့ ray tracing ဆက်လို့ကောင်းတဲ့ Cyberpunk 2077မှာဆိုလို့ရှိရင် ray tracing ultra ရှိရှိသမျှ setting max DLSS frame generation ဖွင့်ပြီးတော့ဆော့တဲ့အခါမှာ average ကို130ရနေပြီးတော့140 fps လောက်ထိမှကောင်းကောင်းမွန်မွန်ဆော့လို့ရတယ်ထစ်တော်တာမျိုးဘာမျိုးလဲသိမရှိဘူး frame generation ပိတ်ထားမယ်ဆိုရင်တော့60 to 70 fps ဝန်းကျင်လောက်ရမယ် တချို့တွေကတော့ frame generation ကို game ဆိုတဲ့အခါမှာ artificial sun နဲ့ defective ရှိတယ် artifact တွေပေါ်တယ်လို့ပြောပေဆိုပေမဲ့ DLSS 4ကတော်တော်လေးကိုမိုက်သွားတာအရင်ကတည်းကအများကြီး sharpness ပိုကောင်းလာတယ်ရှင်ပြောမယ်ဆိုရင်ဗျာ DLSS 3လောက်က balance mode quality mode လောက်နဲ့ DLSS 4ရဲ့ performance mode ultra performance mode လောက်နေရာရှင်လို့တော်ရတယ် ဗျာတဆင်းလောက်ပိုကောင်းသွားတယ်ဗောဗျာ Okay Blade Myth Wukong အဲ့ကောင်လည်းရှိသမျှ setting အကုန်လုံးကိုအမြင့်ဆုံးထားတယ် cinematic setting ပေါ့နော် benchmark တိုင်းတဲ့အခါမှာအခုပြထားသလိုမျိုး average fps က79လောက်ရတယ်ဆို FPS shooter သမားတွေအတွက်ကကြတော့ Marvel Rival နဲ့ Delta Force နဲ့နှစ်ခုကိုစမ်းပေးထားတယ်။နှစ်ခုစလုံးမှာ All Setting Max နဲ့ဆောက်ရတာအရင်ကို smooth ဖြစ်တယ်เนาะ shooter game မျိုးတွေက FPS ကြာရင်ဆော်မကောင်းတဲ့ကိစ္စကိုခင်ဗျားတို့ဒီ laptop မှာထည့်ပြီးတော့စိတ်ပူစရာမလိုဘူးပေါ့နော်အခုပြထားတဲ့မြင် average FPS က200နဲ့အထက်ပဲ SSD ရဲ့ read speed write speed တွေကလည်းတော်တော်လေးမြန်တဲ့ခါကျတော့ game ဖွင့်တာ loading time စောင့်ဝါတာအဲ့ဒါတွေကလည်းမကြောက်ဘူးပေါ့နော် push short time ပဲပြောမယ်ဆိုလို့ရှိရင်ဒီ laptop က triple A title တွေဘာလာလာအကုန်ငါဟဲ့ဆရာကြီးဆိုပြီးတော့အမြင့်ဆုံးနဲ့ share deal လို့ရတယ်ခင်ဗျားတို့ GTA 6ဆော့ဖို့အတွက်ဝယ်ဥထားမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ပေါ့နော် တခုတော့ရှိတာပေါ့ခြေရီ assist ကပြင်းစိတ်မှာထွက်ပြင်းအောင် PC မှာရောက်ဖို့နောက်တော့အသက်လွတ်ကြီး2နှစ်လောက်3နှစ်လောက်ကတော့ထပ်ဆောင်အောင်ပါအဲ့ဒီခါလောက်ကြာရင်လေဒီကောင်ကြီးကဒိတ်တော့အောက်နေပြီရယ်ပြန်ကျွန်တော်ဒီ laptop နဲ့ engineering software တွေကိုလည်းစမ်းသုံးပေးထားတယ်တော်တော်လေးမိုက်တယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်စိတ်သွမ်းတိုင်းကိုပါတယ်ပေါ့ dense story building တခုကို render ချတာတွေ MEB component တွေကိုဆွဲတာမှာရောရှယ်ပဲ solar က head အဆောက်အဦးတစ်ခုလုံးမှာလူလူသမျှ plumbing architecture electrical line တွေအကုန်လုံး rivik နဲ့လောက်ရတာမှာ ရှယ်စမှုတယ်ပြီးတော့ in app rendering မိုက်မှာလည်းတော်တော်မြန်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ D5 လိုမျိုး rendering engine နဲ့လုပ်မယ်ဆိုရင်လည်းဒီကောင်ကတကယ် professional level ထိသွားလို့ရတယ် AutoCAD ဘာညာကတော့ထဲကိုမတွေ့တော့ဘူးပေါ့နော် Revit မှာ walk through ဘာညာမှာလည်းတော်တော်ကြီးကိုမြန်တယ်ဘာလို့ဒီကြမ်းလဲဆိုလို့ရှိရင်ပါချီပါချက် laptop တွေကဒီလိုမျိုး Revit component တွေခေါ်ချတဲ့အခါမှာ realistic နဲ့ခေါ်ချဖို့ဝေးလို့เนาะဒီတာမန်မုတ်နဲ့တော့မှ component တွေများလာရင်လစ်ချင်နေပြီဒီကောင်တော့စိတ်ပါရင် realistic view နဲ့အကုန်ခေါ်ဆွဲပလိုက်လို့ရတယ် ပြီးတော့တခြားဒီ SketchUp လိုမျိုး software တွေမှာလည်းဒီကောင်း share ကောင်းတယ်ဆိုတော့ဒီ laptop က engineering mind design mind modeling mind workstation mind အနေနဲ့သုံးမယ်ဆိုလို့ရှိရင်အမှားတဲ့ရွေးချယ်မှုတစ်ခုကတော့ဖြစ်မှာမဟုတ်ဘူး Premiere Pro တို့လိုမျိုး video editing software တွေဘာတွေမှာသုံးမယ်ဆိုရင်လည်းပြောစရာမလိုအောင်တော်တော်လေးအဆင်ပြေတယ်တော်တော်လေးကောင်းတယ်ပြီးတော့ Blender တို့ ZBrush တို့လိုမျိုး 3D software တွေကိုလည်းအေးအေးဆေးဆေးလုပ်နိုင်တယ်ခင်ဗျာ polygon ဘလောက်များများသုံးကျင်လဲ mesh ဘလောက်သုံးကျင်လဲကြိုက်တယ်လို့ချအေးဆေးပဲ render ချမယ်ဆိုလို့ရှိရင်လည်း sample များများသုံးရင်တော့မှကောင်းကောင်း handle လုပ်ပေးနိုင်တယ်။ Okay ဆိုတော့ခင်ဗျားကောင်ကြီးကဒီလောက်ထိ performance ကောင်းနေတာပေါ့နော်မပူဘူးလားဆိုတဲ့မေးခွန်းမေးစရာရှိတယ်။ အပူရာတော့တေးကြတယ်ပူရာပေါ့ဒီကောင်လည်းပူရာပဲတခုရှိတာဒီ laptop ရဲ့ cooling mind ကတော့တော်တော်လေးအလုပ်ဖြစ်တဲ့ထဲမှာပါတယ် extreme performance mode နဲ့ဆော့မယ်ဆိုလို့ရှိရင် GPU temperature က80 90လောက်တက်တက်ပြီးမဲ့ thermal throttling ဖြစ်ရတော့တဲ့အထိမရှိဘူး laptop ရဲ့အောက်ဘက်ခြမ်းမှာဘယ်တစ်လုံးညာတစ်လုံး fan နှလုံးပါတယ်လေယိုအောက်ကနေစုပ်ပြီးတော့အနောက်ဘက်နဲ့ဘေးဘက်နဲ့ကနေပြီးတော့ပြန်ဆွဲထုတ်တယ်အဲ laptop ရဲ့အောက်ဘက်က rubber feet တွေက laptop ကို elevate လုပ်ပေးထားတယ်ဆိုတဲ့အခါကျတော့ air intake ပိတ်မှအတွက်ကိုတောင်းတဲ့မှာပူစရာမရှိတော့ဘူးပေါ့ ခင်ဗျာပူရမှာအခုပြထားသလိုမျိုး laptop အောက်ဘက်ရဲ့40%လောက်က indic van ဆိုတော့ laptop တင်မဲ့ surface မှာအမိုက်အစားအနာတွေရှိမနေအောင်ဒါမှမဟုတ်ဘယ်လိုခေါ်မလဲမျက်နှာပြင်အောက်က solid မဖြစ်တဲ့နော်ဟိုဘယ်လိုခေါ်လဲအဲ့ဒါကိုဆောင်းပေါ့နော်အဲဆောင်းလို့ဘာလို့ပေါ့တင်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ကြတော့ချုပ်ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဒါလေးတော့ကြီးစိုက်ပေးဖို့လိုတယ်အပူရော့တာမြန်အောင်လို့ဒီကောင်က hip hop ခုနှစ်ခုနဲ့ CPU ရော GPU ရောချိန်ထားပြီးတော့အပူကိုထုတ်ပေးနိုင်တယ် တခုမိုက်တာ CPU နဲ့ GPU နဲ့အပြင် data transfer size အကြီးကြီးလုပ်တဲ့အခါမှာ SSD ပူလာပြီးတော့ transfer speed မကျသွားအောင်လို့ PCIe Gen 5 SSD ကိုပါ heat pipe တက်တက်လေးသွားပေးထားတယ်။အဲ့ဒါလေးကတော့မိုက်တယ်ပေါ့နော်။ဆို MSI ကတော့ဒီလို heat pipe တွေအများကြီးသုံးနေတာကို Cooler Boost 5 technology လို့ပြောတယ်။တကယ်လဲတော့အလုပ်ဖြစ်တယ်ပေါ့နော်။ laptop surface ပိုင်းမှာလည်းတိတိတသာပူလာတာမျိုးမရှိဘူး။ game ဆိုတာရက်လိုက်တာနဲ့ဘယ်လောက်မှမကြဘူး။ CPU GPU temperature တွေကချက်ချင်းပြန်ကျသွားတယ်။အလုပ်လည်းဖြစ်တယ်လို့ fan fan ကြီးကလည်းတော်တော်လေးစူတယ်။ တကယ် jet engine တန်ရင်တိုင်းပဲဘယ်လောက်ဆိုးလဲဆိုလို့ရှိရင် game ဆောက်တဲ့အခါမှာနေချက်မတက်ထားရင် game တန်ကိုတော်တော်နှထောင်ယူရတယ်ဒါလည်းမတက်နိုင်ဘူးမနော်ဒါလောက် performance ကိုထုတ်ပေးနိုင်တဲ့ laptop တစ်လုံးဆိုတော့ဒါလောက်အတန်ထွက်တာလေတော့မရှိတော့လဲအောက်ကနမ်းပေါ့အကြံပေးချင်တာကတော့ extreme performance mode နဲ့ game ဆောက်မယ်ဆိုရင်တော့နေချက်လေးပါလေးတက်ဆော့နေချက်တက်လဲခင်ဗျားတို့မကြားရတော့ပေမဲ့ အဘေးလူတွေကတော့တော်တော်လေးကိုအနှောင့်အယှက်ဖြစ်စီရတော့ရှိတယ်။ FVS 2030အဲ့လောက်လောက်ရင်းပြီးတော့ balance mode မှာဆော့မယ်ဆိုရင်တော့ Phantom ကတာမန် laptop တစ်လုံးစာလောက်အဲ့ထက်အများကြီးမပိုတော့ဘူးပေါ့။ Eco Silent မှာဆိုရင်တော့မကြားရတဲ့လောက်ထိပါတိုးတယ်။အဲ့လိုမကြားရဖို့အတွက်ကလည်း performance တော်တော်လေးရှင်းလိုက်ရလိမ့်မယ်။ Okay battery ဘယ်သူမှတော့သိစိတ်ဝင်စားမယ်လို့မထင်ဘူး။ဒါမှပြောပြမယ်။ Fossil 90 watt hour သုံးထားတယ်။ဂျန်ကြီးမခံဘူး။ပုံမှန်ပဲ Eco Silent mode ပြောင်းပြီးတော့ GPU integrated ချိန်လိုက်မယ်နော်။ Refresh rate ကို 60Hz လောက်နဲ့ web browsing video playback လုပ်မယ်ဆိုလို့ရှိရင်9နိုင်လောက်ခံမယ်။ ဒါလည်းတော့ကိုသုံးတဲ့ usage ပုံမှာတော့လည်းတော့အများကြီး multi view တခြားအများကြီး꿰နိုင်နေတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့စမ်းလိုက်တဲ့ပုံစံနဲ့ဘယ်လောက်ခံလဲဆိုတာကိုပြောပြတာ game ဆော့မယ်ဆိုရင်တော့ပြင် game မှာ multi view တနားကြီးစွန်းစွန်းလောက်လေးပဲတော့ခံမယ်ဒါပေမဲ့မဆော့ပါနဲ့ကြီးပြတ်တဲ့ချိန်မဆော့နဲ့မိလာတော့မဆော့ပြီးတော့ MSI ရဲ့ proprietary charging port ကလည်းအနောက်ဘက်မှာပဲဆိုတော့အသွင်းတဲ့အခါမှာကျိုးရီရှုပ်မနေတော့ဘူးအနောက်ရောက်နေတယ်ပေါ့နော်ပြီးတော့ charging port ဆိုလို့ပြောဦးမယ်ဒီကောင်အတွက်ထည့်ပေးထားတဲ့ power brick ကြီးကမြင်းတဲ့အတိုင်းပဲအဲစတုံးကြီးအကိတ်ကြီး power brick နဲ့တာမန်ဖုန်းနှလုံးစာလောက်၄ကြိမ်လောက်ရှိတယ်။ဒီမှာတစ်ခုသဘောကျစရာက Vector GP 78 HX တုံးက power brick ကအခုပြထားသလိုမျိုး align line နေနဲ့မဟုတ်လို့ဘယ်လိုပြောရမလဲ။နည်းနည်းတောဆန်တယ်ပေါ့နော်။ဒီကောင်ရဲ့ design ကတော့ရိုးရိုးရှင်းရှင်းပဲ။ wattage ကလည်း330 watt အထိရှိတယ်။ PD နဲ့အသွင်မဲ့ဆိုလို့ရှိရင်လည်း140 watt အထိဒီကောင်က support ပေးထားတယ်။ဒါလောက်လေးတဲ့ laptop နဲ့ power brick ကြီးနဲ့ကိုထည့်သွားဖို့အတွက်ကိုဒီ laptop ဝယ်မယ်ဆိုလို့ရှိရင် quality တော်တော်ကောင်းတဲ့ MSI backpack လေးတခါလေအဲ က်ဆောင်နေမြေပေါ့နော်ပြောမိတာပြောတာပါ back block ခိုင်ခိုင်ကြိုးတော့မခိုင်ဘူး15မိနစ်လောက်လွယ်ထားလိုက်ပြီဆိုရင်တော့မှာအပြင်မှာတော်တော်ခါးကိုင်းနေပြီဆိုတော့ဒီ laptop ကိုဘယ်သူတွေဝယ်သင့်လဲရှင်းပါလေခင်ဗျားတို့ကဘာလို့မှနောက်ဆက်မတင်မင်းနဲ့ကိုလို့ရှင်တဲ့ကိစ္စကိုအကုန်လုံးစိတ်သွမ်းရင်းကိုပါဖြစ်ချင်တယ်ဆိုရင်တော့ရွေးတင်တယ် gamer တွေအတွက် ကလည်း CPU GPU performance နှစ်ခုစလုံးကောင်းကောင်းလိုချင်တယ် refresh rate အမြင်ကြီးဥပမာ game ကောင်းကောင်းဆောင်းချင်တဲ့သူတွေ10 professional တွေ engineering သမားတွေ project အကြီးကြီးတွေလုပ်ရတဲ့သူတွေမျိုးเนาะ data analysis အကြီးကြီးတွေလုပ်ရမယ် CPU intensive ဖြစ်တဲ့ data processing နေ simulation တွေလုပ်ရမယ်အဲ့လိုလူတွေအတွက်လည်း kait တယ်ပြီးတော့ဒီ RTX 7080က complex ဖြစ်တဲ့ 3D model တွေကို render ချတဲ့နေရာမှာလည်းတော်တော်လေး powerful ဖြစ်တယ်တော်တော်လေးလုံလောက်တယ်ဆိုတော့ 3D artist တွေအတွက်ဆိုရင်လည်းအဆင်ပြေတယ်။ Content creator တွေ, graphic designer တွေသူတို့တွေအတွက်ဆိုရင်လည်းမဆိုးလာတဲ့ display နဲ့တော်တော်လေးမြန်တဲ့ SSD နဲ့ကလည်းလုံအောင်အန်ကိုက်ဖြစ်တယ်။ပြီးတော့ ပြီးတော့နောက်ထပ်တစ်ခုမိုက်တာ gamer seaman နေပေါ့เนาะအဲပင်လယ်တဲ့ထွက်တုံးအားတဲ့အချိန်လေးစိတ်ပြေလက်ပြောက် game ဆော့ဖို့အတွက်ဆိုရင်လည်းအဆင်ပြေတယ်အဆင်ပြေတယ်ဆိုတာထပ်ကိုပို့ပါတယ်เนาะဆိုတော့ဒီလိုမျိုးဘတ်စုံကောင်းတဲ့ laptop တစ်လုံးအနေနဲ့အာသူကကောင်းလဲကောင်းသလိုပေးရတဲ့ဈေးကလည်းမနှဲဘူးပေါ့เนาะဆိုတော့အရေးရာကောင်းတာကြိုက်တဲ့သူအတွက် money is no object ဆိုတဲ့သူတွေအတွက်ကတော့အန်ကိုက်ပဲခမည်းအားကြောင်းသားเนาะအိမ်ကလည်းခမည်းကို private school တွေ college တွေထားနိုင်တဲ့အထိ background တောင်းနေဆိုရင်တော့ တားချောင်းကပေးတဲ့ project တွေလုပ်ဖို့အတွက်ဒီ laptop ဘာညာလိုတယ်လို့တော့ပြောလိုက်ပေါ့နော် many is no object ဆိုရင်တော့မှခင်ဗျားဒီ laptop ကိုလည်းဝယ်ခြင်းနဲ့မိမဆူမှလည်းကြောက်တယ်ဆိုလို့ရှိရင်တော့အလုပ်တော့ပါလို့ပြောပြီးတော့လည်းဝယ်ရင်လည်းဝယ်ပေါ့ကျွန်တော်မှတော့အဲ့လိုကိစ္စတွေမရှိဘူးသိရမလားမိမကိုရင်က50 90ကိုကိုရင်လိုက်ဝယ်ပေးတာဒါတော့ကြုံကြွားပေါ့ဟုတ်ပါပြီနော်ဆိုတော့ဒီ laptop ကိုခင်ဗျားတို့ရောဘယ်လိုထင်လဲထုံးစံနိုင်မယ်အောက်က comment တွေမှာဝင်ရောက်ဆိုရင်ညှိနှုန်းလို့ရပါတယ် okay နောက်နေ့မှတွေ့တော့